ရသဗျာဟာဘယ်ဖျားပဲဖြစ်ဖြစ်ဘုရားရှင်ကိုရောမြတ်တေဓမ္မကို အလေးပြုပြီးတော့နေကြတာဖြစ်တယ်ငငယ်တုန်းကမိကွန်တစ်ခုမေးတာကိုခံရဘူးတယ်ကိုရင်ဘဝကတကားတယောက်ကမေးတယ်ဘုရားနဲ့တရားဘယ်အရာကမြတ်တယ်လဲဆိုတဲ့မိကွန်မေးတယ် ဒီမေကောင်ကအရင်ကလည်းတက်ခဲ့ဘူးပုံရပါတယ်အဲ့ဒီတော့ကမဖြေနိုင်ဘူးပေါ့နော်ဘုရားကမြတ်တယ်ဆိုရင်လည်းထောက်ထားပြရတရားကမြတ်တယ်ဆိုရင်လည်းထောက်ထားပြရမှာပေါ့ခွဲခြားပြီးတော့ဖြေရမယ်မေကောင်မျိုးဖြစ်လာအဲ့တော့ဘာဖြစ်လို့တုန်းဆိုတော့ ဖရာအဖြစ်သို့ရောက်တာတရားကြောင့်ရောက်တာဖြစ်တယ်ပေါ့တရားကိုအခြေပြုပြီးတော့ရောက်တာဖြစ်လို့တရားတိမှဖရာဖြစ်တာဖြစ်သောကြောင့်တရားကပို့ပြီးတော့အဓိကပရဏာကြတဲ့ပုံစံမျိုးဖြစ်လာတခါဖရာပွင့်မှဒီတရားကိုဟောတာဖြစ်သောကြောင့်ဖရာကတိမှသရဝါရီအတွက်တရားကိုဟောတာဖြစ်သောကြောင့် တရားဟာမြတ်စွာဘုရားရဲ့နှုတ်တော်ကဖြစ်ပေါ်လာတော့ဒီရှုထောင့်ကကြည့်မယ်ဆိုလို့ရှိရင်တရားကမြတ်တယ်လို့ဖြစ်ဘုရားကမြတ်တယ်လို့ဖြစ်လာပြန်တယ်ပေါ့တရားကိုဘုရားကမွေးဖွားပေးတယ်ပေါ့ဘုရားကိုတရားကမွေးဖွားပေးတယ်ပေါ့ဟောရှုထောင့်နှစ်ခုရှိတယ်ပေါ့နော်အဲ့လိုလိမ့်ပတ်လဲအောင်ဖြေနိုင်မှဒီမေကုန်းက ြည်လည်မဲ့မိဘမျိုးအဲငငယ်တော့မှတခါကြားဘူးတော့ဖះနဲ့တရားဘသူကမြတ်တယ်လဲလို့မဖြေရဘူးလို့ဆိုတဲ့ပြောတာလည်းကြားဘူးတယ်သို့တော်မဖြေရဘူးဆိုတာတော့မဟုတ်ဘူးဘယ်ရှုတော့ကကြည့်ပြီးတော့ပြောရမှလဲဆိုတဲ့မိဘမျိုးပြန်မေးလို့ရှိရင်တော့တရားကြောင့်ဖះဖြစ်တာဖြစ်တော့ကြောင့်အဲ့ဒီရှုတော့ကကြည့်ရင် တရားကမြတ်တယ်လို့ပြောရမှာဘာဖြစ်လို့တော့ဆိုဒီတရားမကျင့်ရင်ဖះမဖြစ်နိုင်ဘူးတခါဒီတရားတွေဟာဖះကဟောတာဖြစ်သောကြောင့်တရားတွေရဲ့ဘက်ကနေကြည့်ဖះကဟောတာဖះကနေမွေးဖွားထားတဲ့တရားတွေဖြစ်သောကြောင့်ဖះကမြတ်တယ်လို့ဒီဘက်ကခြူတော်မှာဒီလိုကြည့်ပြီးတော့ဖြည့်တဲ့နယ်လို့အခုတော့ဒီလိုစဉ်းစားလို့ရတယ်ပေါ့နော် အဲ့ဒီမှာအဘိဓမ္မာအဘိဓမ္မာထသင်္ဃဟကျမ်းကို ဖွင့်ဆိုတဲ့အဘိဓမ္မာထဝိပါဝနီကျမ်းမြန်မာပြည်မှာတော့တီဃာကျော်ကျမ်းလို့ခေါ်တယ်အဲ့ဒီတီဃာကျော်ကျမ်းမှာဘာပါလဲလို့ဆိုရင်ဗုဒ္ဓံတန်ဗုဒ္ဓပုစိတံဆိုတဲ့စကားလုံးလေးပါတယ် ဓမ္မံတံဗုဒ္ဓပုစိတံနော်ဓမ္မံတံဗုဒ္ဓပုစိတံဆိုတဲ့စကားလုံးကိုကြည့်မယ်ဆိုရင်တံဗုဒ္ဓပုစိတံဖရာရှင်ကိုရောမြတ်တို့သည် ပူဇော်အပ်သောဓမ္မံတရားကိုလို့ဒီလိုရေးထားတာကိုကြည့်ပြီးတော့အဲ့ဒီတကားကမေးတာဒီမေကွန်းမေးတာကမြတ်စွာဘုရားကတရားကို ပူဇော်တယ်လို့ဆိုတော့ တရားကမြတ်လို့ပူဇော်တဲ့ပုံစံမျိုးပေါ့နော်ဘုရားတန်ဗုဒ္ဓပူဇိဓမ္မံတန်ဗုဒ္ဓပူဇိတံတန်ဗုဒ္ဓပူဇိတံဘုရားရှင်ကိုရောမြတ်ကြီးသည် ပူဇော်အပ်သောဓမ္မံတရားကိုလို့ဒီစကားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဘုရားကတောင်တရားကို ပူဇော်တယ်ဆိုတော့တရားကမြတ်တယ်လို့ဒီလိုပြောကြမှာပေါ့နော်သောသောလူတွေသိရှိခွင့်ရတဲ့ဒီတရားဓမ္မတွေချာ မြတ်စွာဘုရားကဟောတာဖြစ်တယ်။ဘုရားမဟောရင်ဒီတရားတွေအထွက်ပေါ်လာမှာမဟုတ်ဘူး။ဒါကြောင့်အဲ့ဒီရှုထောင်းကပြောတဲ့အခါကျတော့ဓမ္မံတန်ဗုဒ္ဓဒေသိတံတန်ဗုဒ္ဓဒေသိတံရှင်တော်ဘုရားထုတ်ဖို့ဟောကြားအပ်သောဓမ္မံတရားဆိုတော့ဘုရားကအဓိကဖြစ်လာတယ်ပေါ့နော်။အဲ့တော့လို့ခွဲခြားပြီးတော့ဘုရားနဲ့တရားဘယ်သူကမြတ်တယ်လဲလို့ဆိုတော့ အပြန်အလှန်ပဲသူရှုထောင့်နဲ့သူပြောရမှာပဲတရားနဲ့ကင်းရင်ဖျားမဖြစ်ဘူးဖျားနဲ့ကင်းပြီးတော့လေတရားမပေါ်ဘူးလို့ဒီလိုသိရတော့